လာပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိအမှတ်မပြုဘဲဖယ်ချလိုက်ပြီးသမရဦးဝင်းမြင့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ရန်တောင်းဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကြီးရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိအမှတ်မပြုဘဲဖယ်ချလိုက်ပြီးသမရဦးဝင်းမြင့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ပေးရန် ဥရောပပါလီမန်ကတောင်းဆိုလိုက်ပါတယ်စစ်တပ်က လာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွင်းတပတ်သက်စီစဉ်ထားသည့်တရားမဝင်ရွေးကောက်ပွဲများကိုပယ်ချကြောင်းရှင်းလင်းသောဒီမိုကရေစီစံနှုန်းများနှင့်အခြေခံလွတ်လပ်ခွင့်များကင်းမဲ့ခြင်းမဲပေးရန်မဖြစ်နိုင်သောအခြေအနေများဆက်လက်ဖြစ်ပွားနေသောနှိမ့်ဆက်ဖိနှိပ်မှုအစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းခံရမှုနှင့်နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများလုံးဝမရှိခြင်းတို့ကြောင့်စေအနာရှင်အဖွဲ့၏လက်ရှိလှုပ်ဆောင်မှုများမှတရားမဝင်ကြောင်းဥရောပသမဂ္ဂပါလီမန်ကကြေညာပါတယ် ရွှေကောက်ပွဲကစစ်အာဏာသိမ်းမှုကိုတရားဝင်မှုဖန်တီးရန်စစ်အာဏာရှင်အဖွဲ့၏လှည့်ပြမှုကိုဖော်ပြနေကြောင်းအပြည်ဆိုင်ရာတရားဝင်မှုအာဏာကိုပြန်လည်ယူဆောင်ရန်နှင့်တရားဝင်ရွှေကောက်ခံအရတားအစိုးရကိုပြန်လည်ထူထောင်ရန်လိုအပ်ကြောင်းထို့ကြောင့်စစ်တပ်၏တရားမဝင်ရွှေကောက်ပွဲများကိုဖယ်ချကြောင်းဥရောပသမဂ္ဂပါလီမန်ကဆိုပါတယ်နိုင်ငံရေးနဲ့လူမှုရေးဖိနှိပ်မှုများထင်ရှားစွာကျူးလွန်နေသည့်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနှင့်မျိုးစုံသောရွေးကောက်ပွဲများဆိုင်ရာဥပဒေကိုပြစ်တင်ရှုံချလိုက်ပြီးပြည်내ရုပ်သိမ်းရန် ဥရောပသမဂ္ဂကတောင်းဆိုပါတယ်။ရှင်ပြင်သမရဥဝင်းမြင့်နဲ့နိုင်ငံတော်၏တိုင်ပင်ကပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဆွဲဆိုထားသောသို့မဟုတ်နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ဆွဲဆိုထားသောဆွဆွဲချက်များဖြင့်အကျဉ်းချခံထားရသည့်ရွေးကောက်ခံအရာရှိများနှင့်ကောင်းဆောင်များအလုပ်ကိုချက်ချင်းနှင့်အခြေအနေမရှိပဲလွှတ်ပေးရန်တောင်းဆိုပါတယ်။ဥရောပသမဂ္ဂအနေဖြင့်တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်သောအမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ၎င်းတို့ကိုထောက်ခံသောပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH အဖွဲ့တို့ကိုအတိမတ်ပြုထားကြောင်းထက်လောင်းကြေညာလိုက်ပါရယ်အကြံဖတ်မှုကျူးလွန်သူများကိုတရားဥပဒေအရစစ်ဆေးအရေးယူနိုင်ရေးအတွက်စစ်တပ်နှင့်ကျူးလွန်ခဲ့သည့်ကြီးလေးသောချိုးဖောက်မှုများအလုံးကိုလွတ်လပ်သောခိုင်မာသောနှင့်ဖွင့်လင်းမြင့်သာသောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်တောင်းဆိုကြောင်းစစ်ကော်မရှင်အဖွဲ့၏မြန်မာပြည်သူများအပေါ်ဆက်လက်ကျူးလွန်နေသောအကြံဖတ်မှုများနှင့်အစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းနေထိုင်မှုများကိုဖြစ်တင်ရှုံချကြောင်းဥရောပသမဂ္ဂကကြေညာထားပါသည် ဆက်လက်ပြီး NUG ဂုံတိတ်ခါကြဆဲအောင်ရည်ရွယ်လှုပ်ဆောင်မှုများရှိနေပြီးဒေါ်လန်ပြည်သူများသတိပြုကြရန်လွတ်လပ်သော CDM အင်အားစုတိုက်တွန်းနေဆွဲတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒေါ်လန်ရေးအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုနိုင်ငံရေးရည်ရွယ်ချက်ရှိရှိဂုံတိတ်ခါကြဆင်းအောင်လှုပ်ဆောင်မှုတွေရှိနေတဲ့အတွက်ဒေါ်လန်ပြည်သူတွေအသည့်တတိနဲ့ဆင်ကျင်သုံးသပ်ကြဖို့လွတ်လပ်သော CDM အင်အားစု Independent CDM Alliance ICA ကထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ အခုအချိန်ကာလမှာ NUG နဲ့အကြံဖက်စစ်အုပ်စုတို့ဟာတရားဝင်အသိမှတ်ပြုမှုရရှိရေးအတွက်အပြိုင်ဆိုင်ကြိုးပမ်းနေတဲ့ကာလဖြစ်တယ်လို့ရှုမြင်ကြောင်း ICA ကဆိုပါတယ်ဒီလိုအချိန် NUG ဝန်ကြီးချုပ်ယုံရဲ့အမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြာနဲ့အမျိုးသားဖြစ်သူဦးညီညီမင်းတို့ကိုတိုင်ကြားမှုတွေဖြစ်ပေါ်နေပြီးနေနာသူလို့ယူဆရတဲ့ဝန်ထမ်းဟောင်းတွေအနေနဲ့လည်းတိုင်ကြားနိုင်တဲ့အခွင့်အရေးအပြည့်အဝရှိရမယ်လို့နားလည်ကြောင်းပြောပါတယ် ဒီဖြစ်စဉ်ပေါ်လက်ရှိမှာစုံစမ်းစစ်ဆေးမင်းမြတ်နေစေကာလဖြစ်ပြီးဒါကိုအကြောင်းပြုက NUG အစိုးရရဲ့ဂုံတိတ်ခါချဆင်းအောင်ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေမှုတွေရှိတာကြောင့် ော်လာရေးအပေါ်အနောက်ရှက်ဖြစ်စေနိုင်တဲ့ရေးသားဖြတ်ဝေမှုတွေကိုအတိတရီနဲ့ဆင်ကျင်သုံးသပ်ကြဖို့လွှတ်လပ်တော် CDM အင်အားစု ICA အနေနဲ့ဒေါ်လာရေးအကျိုးမျှော်ကိုပြီးတိုက်တွန်းကြောင်းဆိုထားပါတယ်။ဒါပြင်ဝန်ကြီးချုပ်ရောအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြတို့ဖြစ်ရတဲ့ပတ်သက်ပြီးတိုင်ကြားသူတွေရဲ့အခွင့်အရေးရတော်လကောင်းတိုင်ကြားခံရသူတွေရဲ့အခွင့်အရေးရတော်လကောင်း NUG အနေနဲ့အမှန်တရားပေါ်ပေါက်ရေးအကောင်းဆုံးအစီအမံတွေနဲ့လှုံ့ဆော်မှုလေးတိုက်တွန်းကြောင်း ICA ကထုတ်ပြန်ထားပါတယ်။ကျမတို့တင်တဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ 阿隆威选人参议早报记者。